မနာလိုသူတွေအွန်လိုင်းနဲ့ပြူစားလိုက်လို့နတ်ဆေးဆရာထုခန့်ကျော်ကိုယ်တိုင်ကဲတင်ခဲ့ရတဲ့တရုတ်ဆောင်သူကြောင့်စင်ယောင်ကောင်းကစနီးငငယ်ချောချောလေးနဲ့ပျော်ရွှင်နေတဲ့အပေါ်မှာမနာလိုတဲ့လူတစုကလှုပ်ကြံလိုက်တာကြောင့်ဒုက္ခရောက်ခဲ့ရတာကတရုတ်ဆောင်မင်းသားထူချပါ။ဒါကြောင့်လည်းနတ်ဆေးဆရာကြီးထုခန့်ကျော်ကိုယ်တိုင်တရုတ်ဆောင်ထူချကိုကဲတင်ခဲ့ရပါတယ်။ထုခန့်ကျော်သားမခင်ရင်ထူချတယောက်ရေတိမ်နှစ်သွားဖို့ရှိနေတာပါ။ တင်ယုံဆောင်ထူချောင်းအောင်နှုပညာလောကမှာလူကျန်းနေဇက်ဖို့တင်ယုံဆောင်ပြင်တင်ယုံဆောင်ရင်နေရာတနေရာခိုင်မာရလာတာဖြစ်ပါတယ်။ဒါပြင်ထူချောင်းဟာအစောပိုင်းကိုဗစ်ကာလတွေအတွင်းမှာဝန်ထမ်းယူမီတောင်ရောင်းရင်နာမည်ကြီးလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းထူချောင်းဟာနောက်ပိုင်းမှာတော့ဝန်ထမ်းယူမီတောင်ရောင်းရတဲ့ငွေတွေအနှုပညာကရတဲ့ငွေတွေနဲ့တောင်စားမှုရဲ့ကပထမအိမ်တော်နဲ့ကွာရှင်းခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုခါမှာတော့တင်ယုံဆောင်ထူချောင်းတယောက်အမားကိုတီးလို့အမှန်ပြနေနိုင်ပါပြီ။ အခုဆုံးထူးခြားဟာတုဒ္ဒတန်20ကွာနဲ့ရခိုင်မချောချောလေးနဲ့အတူရှိနေငွေအရင်ကြီးလေးနဲ့နှံ့ယိုးမီထောင်ဆိုင်တည်တည်လေးဖွင့်လှစ်ထားကအောင်မြင်နေတာဖြစ်ပါနေ။ဒီလိုအချိန်မှာတရုတ်ဆောင်ထူးခြားဟာအောင်လန်းဆုံးတဲ့ပညာနဲ့ပြူစားခံခဲ့ရတာပါထူးခြားဟာမကောင်းတဲ့တက်ပညာအောင်လန်းဖြင့်အတိုက်ခံထားရတာကြောင့်အာယုံကြောထိပ်ပြီးလမ်းမလျှောက်နိုင်လက်တစ်ခုလုံးနာခြင်းကဇွန်ဘီရီကဲ့သို့ဖြစ်နေခံစားနေရကြောင်းပြောပါတယ် စတင်ဖြစ်ပွားချိန်ဆယ်ရက်မှာဆရာဝန်6ယောက်ပြောင်းလဲပြသခဲ့ပြီးမတက်တာပင်ထုခန့်ကျော်စီရောက်က9ချိန်မြောက်ကုသပြီးမှပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လို့ထူးခြားကပြောပါရယ်ထုခန့်ကျော်ဆိုတာကအလုံးကနတ်ဆေးဆရာလို့သတ်မှတ်ထားကြတဲ့သူဖြစ်ပါတယ်ထုခန့်ကျော်ဟာအောင်လန်းနေကိုနိုင်နေတာပါအခုအခါမှာတော့တင်းဥဆောင်ထူးခြားဟာလေထုခန့်ကျော်ကေတင်လိုက်လို့အသက်ချမ်းသာရသွားတာဖြစ်ပါတယ်